မင်္ဂလာပါရှင်ခစ်သည်မန္တလေးကနေဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါမယ်ပထမအဆုံးစစ်ကောင်စီရွှေကောက်ဝဲကိုဝင်ပြိုင်မြိပါတီများအားအရေးယူနိုင်ရန်စောင့်ကြည့်သွားမည်ဟု NUG ပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီကကျင်းပရန်စီစဉ်နေသောရွှေကောက်ဝဲကိုဝင်ရောက်ရှင်ပြိုင်ကြမည်နိုင်ငံရေးပါတီများအားအသင်ကူးပြောင်းရေးကာလတွင်အရေးယူနိုင်ရန်စောင့်ကြည့်မှတ်တမ်းတင်သွားမည်ဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးဆိုရ NUG ဝန်ကြီးချုပ်ယုံထံမှသိရပါသည် ထုတ်ရွေးကောက်ပွဲသည်ပြည်သူ့စံနာနှင့်ဆန့်ကျင်နေပြီးတရားမဝင်အထုရောက်ဖြစ်၍နိုင်ငံရေးပါတီများဝင်ရောက်ရှင်းပြိုင်မှာကဝိုင်းဝန်းပန့်ဖို့ကူညီပေးသူအဖြစ်ပြည်သူလူထုကသတ်မှတ်လိမ့်မည်ဖြစ်သလို NUG အနေဖြင့်လည်းစောင့်ကြည့်နေကြောင်းသိရပါသည်ကျွန်တော်တို့အသွင်ကူးပြောင်းရေးကာလတရားမျှတမှုကိုဖော်ဆောင်တဲ့အခါကျရင်ဒီကိစ္စတွေကအစိပ်ပိုင်းတစ်ခုအနေနဲ့ပါဝင်လာမှာပါဟု NUG ဝန်ကြီးချုပ်ရုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ကပြောဆိုပါတယ်။ ရင်းနိုင်ငံရေးပါတီများနဲ့ပတ်သက်၍အမျိုးသားညီညွတ်ရေးအတိုင်းအမြံကောင်စီ NUCC နဲ့ NUG အစိုးရတရားမဝင်အထုရောင်ရွေးကောက်ပွဲဆန့်ကျင်ရေးဘူပေါင်းလုပ်ငန်းကော်မတီကလည်းယခုနှစ်မေလ10ရက်ကအကြံပြုတိုက်တွန်းချက်ထုတ်ပြန်ထားပါတယ်ထို့သူ NUG ၏ယနေ့ဇူလိုင်တရက်ထုတ်လွှင့်သည့်ပြည်သူလူထုနှင့်နိုင်ငံတကာသို့သတင်းစကားပြောကြားခြင်းအစီအစဉ်တွင်လည်းအဆိုပါနိုင်ငံရေးပါတီများကိစ္စ NUG ရည်တည်ချက်တို့ကိုဦးနေဖုံးလက်ကထပ်လောင်းပြောကြားခဲ့ပါတယ်စစ်ကောင်စီရွေးကောက်ပွဲကိုဝင်ရောက်ရှင် န်ရန်မှတ်ပုံတင်ထားကြသည့်နိုင်ငံရေးပါတီများသည်2020အထွေထွေရွေးကောက်ပွဲတွင်ပါတီအလုံးပေါင်းမှကပြည်ထောင်စုလွှတ်တော်နေရာ100ရာခိုင်နှုန်းပြည့်အောင်ပင်အနိုင်မရရှိခဲ့ကြောင်းသိရပါသည်။ ရင်းပြင်လူမှုထောက်ခံမှုမရှိသည့်နိုင်ငံရေးပါတီများဖြစ်ပြီးလူမှုထောက်ခံမှုရှိသောနိုင်ငံရေးပါတီများအားဒီလန်ပေါင်းစုံဖြင့်ဖိနှိပ်ထားကဟန်ပြပြုလုပ်ရန်ကြိုးစားနေသည့်တရားမဝင်အတုရောင်ရွေးကောက်ပွဲဖြစ်ကြောင်းဥနေဖုံးလက်ကဆိုပါရယ်အာနာသိန်းစစ်ကောင်စီအနေဖြင့်ရွေးကောက်ပွဲကျင်းပပိုင်ခွင့်အခွင့်အာဏာမရှိသလို2020ရွေးကောက်ပွဲရလဒ်သည်နိုင်ငံရေးအရာတရားဝင်မှုရှိနေစေဖြစ်ပြီးထို့ရလဒ်အရာဥပဒေပြုရေးနှင့်အုပ်ချုပ်ရေးမန်တိုင်များအခိုင်အမာတည်ရှိကြောင်းသိရပါရယ်ထို့ပြင် ်ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH အနေဖြင့်2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုပယ်ဖျက်ကြောင်းကြေညာခဲ့ပြီးဖြစ်၍ယင်းအခြေခံဥပဒေအတိုင်းလှုပ်ဆောင်လျက်ရှိသည့်စစ်ကောင်စီလုပ်ရမှန်သမျှတရားဝင်မှုမရှိကြောင်း NUG ကထုတ်ပြန်ထားကြောင်းသိရှိရပါသည်ဆလတ်တင်ဆက်ပေးမယ့်သတင်းကတော့အမြောက်တက်344မှာစစ်ကောင်စီတပ်ဖွဲ့ဝင်များထိခိုက်ဒေဆုံးမှုများ၍အစုလိုက်ထွက်ပြေးနေတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။ တိုက်ပွဲပြင်းထန်နေသည့်ငတိုင်းချောင်းမြောက်ဆန်းအမြောက်တဲအမတာ344မှနေ၍စစ်ကောင်စီတပ်ဖွဲ့ဝင်များအစုလိုက်ပြုံလိုက်ထွက်ပြေးနေကြကြောင်းသိရပါသည်။ပြီးခဲ့တဲ့ဇွန်လဒုတိယပတ်အတွင်းကတိုက်ပွဲဖြစ်ပွားနေစဉ်အမြောက်တပ်မှစစ်ကောင်စီတပ်ဖွဲ့ဝင်16ယောက်ထွက်ပြေးသွားကြကြောင်းဒေသရင်းသတင်းရင်းမြစ်ထံမှသိရပါသည်။အစုလိုက်ထွက်ပြေးလာတဲ့တပ်ပြေးတွေကိုသတင်းပေးတွေကရက်ွက်အုံမှုတွေကိုအကြောင်းကြားလို့ပြန်ဖမ်းမိသွားတာရှိတဲ့တိုက်ပွဲတွေပြန်ပို့တယ်လို့သိရတယ်ခင်ဗျာဟုငတိုင်းချောင်းဒေသခံတအူးကပြော ါဗျာ။ထွက် ထွက်ပြေးသူများထဲမှရှေ့ဦးမှာလွတ်မြောက်သွားပြီးကျန်းသူများမှာစစ်ကောင်စီလက်အောက်ခံရက်ွက်အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ကအာမတ344တို့သတင်းပေးတိုင်ကြားသည့်အတွေ့တပြေးအိုင်ကျေးရွာတွင်ဖမ်းမိသွားကြောင်းသိရပါသည်ဇွန်လတတိယပတ်အတွင်းကလည်းရေကြီးမျိုးနဲ့လေဒီကျေးရွာတို့တပ်ပြေး15ဦးရောက်ရှိလာကြောင်းဒေသခံများထံမှသိရပါသည်အဆိုပါအဖွဲ့မှအခြားဒေသတို့ထွက်ပြေးရန်ကားငါးနေစဉ်တွင်အိုင်တပြုတ်လမ်းဆောင်နှင့်ပန်းတော်ကြီးတရာဂိတ်မှစစ်ကောင်စီနှင့်ရဲများကလာရောက်ဖမ်းဆီးသွားကြောင်းသိရ ရပါတယ်။အမြောက်တက်344အနီးထိဒေါ်လာ1တက်များကလက်နက်ကြီးများဖြင့်ပစ်ခတ်နေသည့်အတွက်တိုက်ပွဲပြင်းထန်နေပြီးလက်နက်ကြီးအချို့ကိုကျုံပျော်ခန့်လိုက်ရ36တွင်စစ်ကောင်စီကနေရာရွှေ့ထားရပါတယ်။ဒဏ်ရာရစစ်ကောင်စီတပ်ဖွဲ့ဝင်များနဲ့အရာရှိတချို့မှလည်းကျုံပျော်တို့အတုလိုက်ထွက်ပြေးလာရထို့သို့ထွက်ပြေးလာသူများကိုစစ်ကောင်စီကတိုက်ပွဲတွင်ပြန်ပို့ခဲ့ကြောင်းတရင်ရင်းမြစ်များရဲ့အဆိုအရသိရှိရပါတယ်။ ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့အွန်လိုင်းငွေလိမ်ခိုင်းများကမ္ဘာအနှံ့ပြန့်နှံ့လာခြင်းနဲ့အတူလူကုန်ကူးမှုများမြင့်တက်လာကြောင်းအင်တာပိုထုတ်ပြန်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ လူကုန်ကူးခံထားရသူများနဲ့လဲပတ်နေတဲ့ငွေလိမ်ကိုင်းများသည့်ကမ္ဘာနဲ့တို့တည်တည်တသာချဲ့ထွန်လာကြောင်းအင်တာပိုဤဇွန်လ30ရက်ထုတ်ပြန်ချက်ကို DW သတင်းဌာနကဖော်ပြထားပါတယ်။ရခိုင်ကအရှိတောင်အာရှဒေသတွင်သာအဖြစ်များခဲ့တဲ့အဆိုပါဒုစရိုက်ကျူးလွန်မှုပုံစံသည်တဖြည်းဖြည်းကျေပြန်လာပြီး AI နည်းပညာကိုပါအသုံးပြုလာကြသည်ဟုဆိုပါတယ်။ငွေလိမ်ကိုင်းများအတွင်းလူကုန်ကူးခံရသူများတွင်ကမ္ဘာဒေသအသီးသီးရှိနိုင်ငံပေါင်း66နိုင်ငံမှလူပေါင်း3နဲ့ချီပါဝင် ပြီးကမ္ဘာပြတနာတရက်ဖြစ်လာကြောင်းအင်တာပိုကြီးထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ငွေလိမ်ကိုင်းများကိုယခုအခါအရှိအလေပိုင်းအနောက်အာဖရိကနဲ့ဗဟိုအမေရိကအပါအဝင်အခြားဒေသများတွင်ပုံမှုတွေ့ရှိလာရပါတယ်။ လူကုန်ကူးခံရသူများသည့်အများအားဖြင့်အတုရောင်အလုတ်ကင်ကမ်းလန်းမှုများဖြင့်တွေးဆောင်ခေါ်ယူပြီးနောက်ငွေလိန်ခိုင်းများ၏အဆောက်အအုံများတွင်ဖန်စီချုံနောင်ခံထားရလေရှိပါသည်ဖန်စီခံထားရသူအများအပြားသည်ကျွေးမြေများတင်းတီးဟုဆိုကချင်းချောက်ခံရခြင်းရိုက်နှက်ခံရခြင်းလိမ်ပိုင်းဆိုင်ရာအမျက်ထုတ်ခံရခြင်းအချို့သည်နှိပ်ဆက်ခံရခြင်းသို့မဟုတ်အတ္တမပြုကျင့်ခံရခြင်းများပင်ရှိသည်ဟုလည်းအင်တာဘုတ်ကဖော်ပြထားပါသည် 2024ခုနှစ်ကဖိလစ်ပိုင်ရှိစီးပွားရေးလုပ်ငန်းဆင်လုပ်ကိုင်နေသည့်ငွေလင်ကိုင်းတစ်ခုကိုလည်းဝင်ရောက်စီးနှင်ခြင်းအပါအဝင်အင်တာပိုဦးဆောင်သောစစ်စင်ရေးတွင်ထောင်내ချီသောလူကုန်ကူးခံရသူများကိုလိမ့်လည်မှုများကျူးလွန်ရန်ခိုင်းစေခဲ့သည့်အမှုများကိုဖော်ထုတ်နိုင်ခဲ့ပါသည်။ထို့နှစ်မှာပင်နမီဘီယာရှိငွေလင်ကိုင်းတစ်ခုကိုရဲတပ်ဖွဲ့ကစီးနှင်ဖမ်းဆီးခဲ့ရာတွင်လိမ့်လည်မှုများအတွက်လူငယ်88ဦးကိုအတင်းကျပ်ခိုင်းစေနေကြောင်းတွေ့ရှိရပါသည်။ဤပညာအသင်များကိုအသုံးပြုလုပ်သည့်ငွေလင်ကိုင်းများသည် ည်အတုရောင်အလုတ်ကြောင်ညာများဖန်တီးခြင်းမှသည်လိမ်ပိုင်းဆိုင်ရာချင်းချမှုနှင့်အလိညာအခြေရေးကိစ္စများအတွက် profile အတုများဖန်တီးခြင်းအထိဉာဏ်ရည်တု AI အသုံးပြုမှုမြင့်တက်လာသည်ကိုတွေ့ရကြောင်း Interpol ကသတိပေးထားပါသည် ယခင်ကလူကုန်ကူးခံရသူများသည် အများအပြားတရုတ်စကားပြောသူများဖြစ်ပြီး၎င်းတို့သည်တရုတ်မလေးရှားထိုင်းသို့မဟုတ်စင်ကာပူနိုင်ငံများမှရောက်လာကြသူများဖြစ်တော်လဲယခုကတောင်အမေရိကအရှေ့အာဖရိကနှင့် အနောက်ဥရောပတို့မှလူများသည်လည်းဝိလိန်ခိုင်းများသို့လူကုန်ကူးခံလာရသည်ဟုဆိုပါသည်ထိုငွေလိန်ဌာနများသို့ရောင်းဝယ်ဖောက်ကားလာကြပါသည် ဒီလိုကဘာအနှံ့အပြားကိုလင်းမြန်စွာပြန့်နှံ့နေတဲ့ချင်းချောက်မှုကိုကင်တွဲဖြည့်ရှင်ဖို့နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုလိုအပ်ပါတယ်ဟုအင်တာပိုရဲ့ရဲလုပ်ငန်းဆိုင်ရာဌာနယာယီအကြီးကဲခရစ်ကောက်ကပြောပါရယ်အင်တာပို၏အစည်းအဝေးခန်းဆာအရလူကုန်ကူးမှုတွင်ဂုဏ်ကြီးဆောင်ရွက်သူများ၏90ရာခိုင်နှုန်းနီးပါးကန့်သည့်အာရှမှဖြစ်ပြီး17ရာခိုင်နှုန်းမှာတောင်အမေရိကသို့မဟုတ်အာဖရိကမှဖြစ်ကြောင်းတွေ့ရှိရပါသည်ထို့ပြင်လူကုန်ကူးမှုတွင်ဂုဏ်ကြီးဆောင်ရွက်သူများ၏80ရာခိုင်နှုန်းကန့်သည့်အမျိုးသား များဖြစ်ပြီး67ရာခိုင်နှုန်းမှာအသက်20မှ39နှစ်ကြားဖြစ်ကြပါတယ်။အွန်လိုင်းငွေလိမ်ကိန်းများသည်ကနဦးတွင်ကမ်ဘောဒီးယားတွင်အများဆုံးအခြေစိုက်ခဲ့ပြီးနောက်ပိုင်းတွင်လာအိုနှင့်မြန်မာတို့တွင်လည်းလူကုန်ကူးငွေလိမ်ကိန်းများကိုအာရှနိုင်ငံ၄နိုင်ငံထက်မင်းမှတွေ့ရှိခဲ့ရာအလားတူပုံစံသည်စိုက်ဘာရာဇဝတ်မှုများမြင့်တက်လာနေသည့်အနောက်အာဖရိကကဲ့သို့သောအခြားဒေသများသို့ပြန့်နှံ့နေကြောင်းအင်တာပိုကတွေ့ရှိထားသည်ဟုဆိုပါသည်။ လူကုန်ကူးမှုလမ်းကြောင်းများကိုဖျက်တောက်ရန်နှင့်လူကုန်ကူးခံရသူများကိုကူညီပံ့ပိုးရန်အတွက် အရေးပေါ်ပူးပေါင်းဆောင်ရွက်သောလှုပ်ဆောင်မှုများလိုအပ်ကြောင်းလည်းအင်တာပိုကတတိပေးထုတ်ပြန်ထားကြောင်းသိရပါသည်။အင်တာပိုရဲ့အစိုးရကန်စာရလူကုန်ကူးမှုများမှကူညီဆောင်ရွက်သူတွေရဲ့90%ခန့်နှုန်းနီးပါးဟာ အာရှအရှေ့မှဖြစ်ပြီးစက်တရာဂိုင်းတို့ကတော့တောင်အမေရိကသို့မဟုတ်အာဖရိကမှဖြစ်ကြောင်းတွေ့ရှိရပါတယ်။လူကုန်ကူးမှုလမ်းကြောင်းဖြတ်တောက်ဖို့အတွက်နဲ့လူကုန်ကူးခံရသူတွေကိုကူညီဖို့အတွက်ပူးပေါင်းဆောင်ရွက်တဲ့လှုပ်ဆောင်မှုတွေလိုအပ်ကြောင်းလည်းအင်တာပိုကသတိပေးထုတ်ပြန်လာကြောင်းသိရှိရပါတယ်။